တယ်အမောင်တော့မပြောတော့ဘူးဗောနော်တင်းထောင်ချီပါတယ်လို့အဲတချို့ကတော့ပြောတယ်အမှုပညာဘာလို့မလုပ်တာလဲဒီပတ်စံကြီးနဲ့အမှုပညာပဲပြန်လုပ်ပါလားလို့ပြောကြတာရှိတယ်ဗောနော်ကိုဆုံးရှုံးလိုက်ရတာတွေကလည်းအယမ်းများတယ်ပြီးတော့တစ်ဖက်မှာကိုယ့်ရဲ့သားလေးအဲရစ်ကလည်းရှိတဲ့ခါကျတော့ဝါသနာနဲ့အလုတ်ဆိုရင်အလုတ်ပဲရွေးလိုက်မယ်ဆိုပြီးတော့အလုတ်ကိုအရင်ဆုံးစဖြစ်သွားတာပေါ့နော် လေဘာတခုသိရလဲဆိုတော့ဗဒမားမှန်ရင်နှုတ်မနစ်ဘူးဆိုတော့စကားအယမ်းမှန်တယ်ပေါ့နော်အခုကလေဆွမ်းအင်တာနက်မယ်လိုဒီခေါင်းလို့ပြောအားတော့မရှိဘူးဘာလို့ဆို confident level အများကြီးကျနေတာပေါ့နော် းဖွင့်ပြတာကတော့အရင်တော့ကကျတော့ဖနက်ဆိုင်လေးလုပ်ခဲ့တယ်ပေါ့နော်အဲ product ရောင်းတဲ့အလုပ်လေးလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကို့မှာ business နဲ့ပတ်သက်လို့အတွေ့အကြုံကတော့ရှိခဲ့ဘူးတယ်ပေါ့နော်အခုကျတော့ service ပေးတဲ့အလုပ်ပေါ့နော်ပြန်လှုပ်ချင်တာပေါ့ပြောရမယ်ဆိုတော့ level up ကိုကိုကိုလည်းလှုပ်ချင်တယ်ပြီးတော့ကိုကိုကိုလည်းပြန်ပြီးတော့ကျိုးစားခြင်းနဲ့စိတ်လေးပို့ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုင်လေးကိုဖွင့်ဖြစ်တာပေါ့နော်အရင်ကြီးကများတယ်အမောင့်ကတော့မပြောတော့ဘူးပေါ့နော်တိန့်ထောင်ချီပါတယ်လို့အဲအများကြီးမျောလင့်ထားပါတယ် ဘောက်လဲဆိုတော့ကိုရင်းနာကလည်းအများကြီးဖြစ်တဲ့အတွက်ကြောက်မှုလို့ပေါ့နော်တလတလငွေဝင်ဖို့အတွက်လည်းကိုဘက်ကနေပြီးတော့အများကြီးစူးစမ်းသွားမယ်အဲတစ်ကနေပြန်ဆရတဲ့ခါမှလေအမှန်တမ်းပြောရရင်တော့လေမရဲဘူးပေါ့နော်ခုနပြောသလိုပဲလွန်ခဲ့တဲ့ဒီ၂ရက်၃ရက်လောက်ထိအရန်စိတ်တကြရပေါ့နော်ငါလုံနိုင်ပါမလားငါဒီလောက်ထိရင်းနှီးပြီးသွားမှငွေမဝင်ရင်ဘယ်လိုလုပ်မလဲဆိုတော့အဲစိုးရိမ်စိတ်ကြီးတစ်ခုကတော့ရှိတယ်ပေါ့နော်ဒါပေမဲ့လေညီမကဆူတောင်းတယ်ဒီဆိုင်ုံဖះစီမှာလုံးဝအနံ့ထားတယ်အဲပြီးတော့ယုံကြည်တယ်ကို့ကိုအားပေးနေရတဲ့သူကို့ကိုချစ်တဲ့ ့သူတွေကလည်းကိုယ်အားအားပေးမယ်ပေါ့နော်ဒီဆိုင်လေးကိုအားပေးမယ်လာကြမယ်ဆိုတော့ယုံကြည်တယ်အဲ့လိုပဲကိုယ့်ဘက်ကနေလည်းအကောင်းဆုံး customer service ကိုပေးတဲ့အခါမှာလူတွေပြန်လာခြင်းစိတ်ဖြစ်မယ်လို့ယုံကြည်ရတဲ့ကြောင့်လို့အဓိကတော့အာ confidence ကတော့ confidence level ကတော့အများကြီးကျသွားတာပေါ့နော်ဒီ၃နှစ်တာကာလအတွင်းမှာအရန်သိတာတဲ့ confidence level လုံးဝကျသွားတာဒါမဲ့ဒီဆိုင်လေးကညီမတို့ပထမဦးဆုံးအရင်အဖြစ်နဲ့ပေါ့နော်ပြန်လဲပြီးတော့အာထစေခဲ့တဲ့ပြန်လဲပြီးတော့စူးစမ်းခြင်းစိတ်ကိုပေးခဲ့တဲ့ဆိုင်လေးလို့ပြောလို့ရပါတယ် ညီမကလေဘာတခုသိရလဲဆိုတော့ဗဒမားမှန်ရင်နှုတ်မနစ်ဘူးဆိုတော့စကားအယမ်းမှန်တယ်ပေါ့နော်အဲ့ဒါပြောချင်တာဒီလိုပါညီမငွေလိန်ခံခဲ့ရတာတွေရှိတယ်အမျိုးမျိုးပဲပေါ့နော်ဟိုအများကြီးတွေ့ကြုံခဲ့ရတယ်ဒါပေမဲ့အဲ့ဒီကိုယ်ငွေလိန်သွားတဲ့သူတွေကလေအခုပြန်ကြည့်လိုက်သူတို့အဆင်မပြေဘူးသူတို့လုံးဝလေအဲတောက်တောက်ပြောင်ပြဖြစ်မနေဘူးပေါ့နော်သူတို့ကိုယ်တိုင်လည်းဒုက္ခရောက်ပြီးတော့မနေယုံကန်နေရတယ်ပေါ့နော်ဒါပေမဲ့ညီမကကြတော့ဒါဖခင်ရဲ့ဂျေဇုကြောက်လည်းဖြစ်တယ်ပေါ့နော်အဲဘာပဲပြောပြော ပြန်ထနိုင်တယ်ပြီးတော့ပြန်လှုပ်နိုင်တယ်ပြန်စူးစမ်းနိုင်တယ်ပေါ့နော် ပြောချင်တာကတော့ဘလောက်ပဲလောကမှာငွေလိမ်ပါစေငွေလိမ်တဲ့သူတွေကတော့သူ့လမ်းနဲ့သူသွားတယ်ပေါ့နော်ဘာလို့လဲဆိုသူတို့လှုပ်နေတာဟုတ်မှမဟုတ်တာမှားနေတဲ့သူကတော့မှားနေတဲ့လမ်းပဲသွားမှာပဲပေါ့နော်အခုချိန်မှာစတင်ပြီးတော့ Thalia Beauty Lounge စတင်တဲ့ခန္ဓာခွင့်လင်းချောင်းကျင်းများပါတယ်ခင်ဗျာဟုတ်တယ်အခုကလေ Sound Internet Melody ခေါင်းလို့ပြောအားတော့မရှိဘူး ဘာလို့ဆို confident level အများကြီးကျနေတာပေါ့နော်ဒါပထမဆုံးပြန်စူးစမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုထိစိုးရိမ်စိတ်ကတော့ရှိနေတုံးပဲပေါ့နော်ဒါပေမဲ့ယုံကြည်ပါတယ်အကောင်းဆုံး လုံနိုင်သွားမယ်ဆိုတာကိုလေအဲတချို့ကတော့ပြောတယ်အမှုပညာဘာလို့မလုပ်တာလဲဒီပတ်စံကြီးနဲ့အမှုပညာပဲပြန်လုပ်ပါလားလို့ပြောကြတာရှိတယ်ပေါ့နော်ညီမအမှန်တိုင်းပြောရရင်တော့မှန်ပါတယ်အမှုပညာလဲလုပ်ချင်တယ်ကိုကအယံဝါဒနာပါတယ်ပေါ့နော်ဒါပေမဲ့ကိုကဈားထဲမှာနှစ်တည်းအများကြီးချားသွားတဲ့ခါကျတော့အငွေရှားမဲ့ချိန်လေးလဲပြန်လိုတာပေါ့ပြန်လိုလာတယ်ပေါ့နော်ဘာလို့ကိုဆုံးရှုံးလိုက်ရတာတွေကလည်းအယံများတယ်ပြီးတော့တစ်ဖက်မှာကိုရဲ့သားလေး Eric ကလည်းရှိတဲ့ခါကျတော့သူ့အတွက်လဲကိုကအရှိတ်ရနေပြီးတော့မမမက်ရက်တီရအောင်မဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဝါဒနာနဲ့ အလုတ်ဆိုရင်အလုတ်ပဲရွေးလိုက်မယ်ဆိုပြီးတော့အလုတ်ကိုအရင်ဆုံးစဖြစ်သွားတာပေါ့နော် မအနေနဲ့ပေါ့နော်အဲခမ်းဘက်အနေနဲ့တချင်းတော့မဟုတ်ပေမဲ့လည်းဆိုင်အစ်စ်လေးဖြွင့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီဆိုင်လေးကိုအားပေးကြပါဒီဆိုင်လေးမှာလာပြီးတော့ service ယူကြပါ hair ပိုင်းရော nail ပိုင်းရော waxing တို့ eyelash extension တို့ပေါ့နော်အများကြီးညီမဘက်ကနေပြီးတော့အဲလုပ်ပေးထားပါတယ်ဝန်ထမ်းတွေကိုလည်းအများကြီးညီမတွင်တင်ထားတယ်ပြောထားတယ် training တွေလည်းပေးထားတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့အကုန်လုံးလာရောက်ပြီးတော့အားပေးကြပါညီမကိုချစ်တယ်လို့မျိုးပဲဆိုင်လေးကိုလည်းအားပေးကြပါအောင်လို့ညီမဘက်ကနေပြီးတော့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ